ဒီနေ့အော်တိုဘာလ20နေ့မှာကြားအောင်မယ်အိန္ဒိယနယ်ပွားတွေရဲ့ဒီဝါလီနဲ့ထိမ့်မှန်ဖာဂျီးနီးယားပြည်နယ် Fairfax County မှာကျင်းပတဲ့ Heritage India Festival ကိုရောက်ဖြစ်ခဲ့ပါတယ်။အော်တိုဘာ4ရက်နဲ့5ရက်နေ့က2ရက်ပြုလုပ်ခဲ့တဲ့ဒီပွဲမှာတော့စိုင်းအများစုကအမျိုးသမီးအဝတ်ထည်လက်ဝတ်ရည်နာတွေနဲ့စားတောက်ဆိုင်တန်းတွေဖြစ်ပါတယ်။ဒီပွဲအကြောင်းဆက်ကင်မှာအမေရိကန်မှာရှိတဲ့အိန္ဒိယနယ်ပွားတွေအကြောင်းနည်းနည်းပြောပြခြင်းပါတယ်။ ရိကမှာအိန္ဒိယလူမျိုး9.2တန်းရှိပြီးတော့အာရှတိုက်သားတွေထဲမှာဒုတိယအများဆုံးလူဦးရေဖြစ်ပါတယ်။နိုင်ရှင်ချက်အနေနဲ့မြန်မာလူမျိုးကတော့3,5600ရှိတယ်လို့ Burmese American Community Institute BACI ဖွဲ့ရဲ့အချက်လက်ကဆိုပါတယ်။အိန္ဒိယနယ်ဝါတွေဟာလူဦးရေကိန်းကနဲအများကြီးမဟုတ်ပဲအာရှသားတွေထဲမှာဝင်ငွေအများဆုံးလူမျိုးတွေလည်းဖြစ်ကြပါတယ်။ ဖြူးသူတင်တာစင်တာရဲ့အချက်လက်တွေအရသူတို့ရဲ့ပြန်ပြဝင်ဝင်ကတနည်းကိုတသိန်းခွဲကျော်ရှိပြီးတော့အခြေခံစာတင်ကြောင်းတွေကအစဆီလီကွန်ဗယ်လီနည်းပညာကုမ္ပဏီကြီးတွေဆိုထိုးချိုသူတွေနဲ့လည်းပြည့်နေနေတာပါဒီပွဲကို2000ခုနှစ်ကတည်းကစတင်ကျင်းပခဲ့တာဖြစ်ပြီးတော့တစ်နှစ်ကိုနှစ်ကြိမ်ပြုလုပ်တယ်လို့သိရပါဗါရယ်ခုပွဲမှာတော့ဝင်ကြေးတစ်ယောက်ကို5ဒေါ်လာပေးရပြီး ငါးနှစ်အောက်ကလေးတွေကတော့ခါမယ်ပါဒီပွဲမှာဆိုင်ကန်းအပြည့်ဈေးဆိုင်ပေါင်း285ဆိုင်ဖွင့်လှစ်နိုင်ခဲ့ပြီးတော့နေကန်ဆိုင်တွေတွေမဟုတ်ပဲနိုင်ငံအနှံ့ကလည်းလာပြီးတော့ဖွင့်ကြတာကိုတွေ့ရပါတယ်အိန္ဒိယရိုးရာစားစာတွေဖြစ်ကြတယ်မိုဟင်ကမာလာရှန်ကောပေါ့စီအိန္ဒိယရိုးရာစားစာတွေဖြစ်ကြတယ်တိုရှီစမူစာတန်ပေါက်လဖိရီစာရီကိုလည်းပွဲလာတဲ့ပရိသတ်တွေကတခဲနဲ့အားပေးခဲ့ကြပါတယ်မက်ဒေါ်နယ်ကစပွန်ဆာပေးတာတွေ့ခဲ့ရသလို ဂျမိုင်းနဲ့ပတ်သက်ပြီးတော့လေခိုင်ဇာပါမီနန်တေကုမ္ပဏီကအခမဲ့သွေးပေါင်ချိန်တာ BMI တိုင်းတာနဲ့ဒုတ်ကွေးကာကွယ်ဆေးထိုးတာတွေလှုပ်ဆောင်ပေးနေတာကိုတွေ့ရပါတယ်။ဒီဝါလီဒါမမို့ဒီပါဝလီလို့ခေါ်တဲ့ဟိန်နူဘာသာဝင်ရဲ့မိထုံပွဲတော်ဟာအောက်တိုဘာနိုဝင်ဘာလတွေထဲမှာကြာရောက်ပြီးဟိန်နူဘာသာဝင်ရဲ့ပွဲတော်တွေထဲမှာအကျော်ကြားဆုံးတစ်ခုဖြစ်ပါတယ်။၅ရက်ကြာကျင်းပတဲ့ပွဲတော်ကာလမှာတော့ဖျားเจ้าတွေလူနေအိမ်တွေဈေးဆိုင်တွေနဲ့ အများပြည်သူနဲ့သက်ဆိုင်တဲ့အဆောင်တွေမှာမိတွေလှလှပပထုံးညီတတ်ကြပါရဲအိမ်အတွင်းပြင်မှာဖျောင်းနိုင်တွေစီမီအိမ်တွေနဲ့အလှဆင်ကြပြီးတော့အဖူချနဲ့လက်ချမီမေတော်တို့ကိုအရှိုးသေးပေးကြတဲ့အစဉ်လာရှိပါရဲ့